မင်္ဂလာပါညာစစ်ခွာဆာဆောင်မနှုတ်ဖို့စသပါရယ်။နိုဝင်ဘာလ19ရက်2025ခုနှစ်ပုံလုံးနေငါတို့ဒီဖျားခင်လက်တော်မှာဒုက္ခချမ်းသာကိုခံယူသည်ဖြစ်၍ဒုက္ခစီရင်ကိုမခံယူရသလုံးရှင်ဤယောဘဝိတုခိုင်းခြင်းနှင့်ခံခဲ့တဲ့စဉ်ခေါင်းရှင်ကယောဘဤမယာယောဘဤမယာသည်ကလေးဆရာအမိဖြစ်၍ဥစားပြီဤအချမ်းသာဆုံးသောသူဤဇနီးဖြစ်လေသည်။သူမသည်သူမ၏ခင်မုန်ကလေးများကိုဂယုဆိုင်သူပါ။ ဆာရန်ကသူမခင်မူကိုတိုက်ခိုက်သောအခါသူမမှာလည်းတန်ရောက်မှု ထိခိုက်နာခြင်းမှုဖြစ်သွားခဲ့ပါ၏လူသားဆင်းဆင်းဖြစ်သောဤမျိုးသမီးမှာ ခံစားချက်မရှိမဲမနေပါကျွန်တော်တို့ဒီသူမိုင်းချန်တဲ့သောစကားကိုသာအာယုံပြု၍သူမကိုကိုချင်းမစာမိရလဲရှိပါ၏သူမသည်ဒါသမီးဆယ်ယောက်ကိုဆုံးရှုံးရပါ၏စီးစယုံစာနေတာရသောအိမ်တော်တစ်ခုလုံးကိုဆုံးရှုံးရသူမှာခင်မိုးတယ်မှာနေထိုင်ရမကောင်းမှာယုံစိမ့်သောဖြစ်တဲ့နာနှင့်ဝိညာဏကိုသီးခံရက်နေစီမီပြာမုံမုံမှာထိုင်နေခဲ့ရပါသည်ယောဘသည် မြို့ပြင်ရှိပြာမုံမုံမှာထိုင်သောအခါသူ၏ဘေးမှမယားသည့်ထိုင်၍နေပါ၏ ၏ရှိုးဝါးလာသောပြင်းပြများမှထွက်ပေါက်တစ်ခုကိုများမမြင်ရလေသူမသည်ခင်မိုးတရားစိတ်ဆိုးလျက်တင်းသည်ဖြောင့်မတ်ခြင်းတရားကိုဆွဲလန်းသည်သလိုဖျားသည်ကိုရှုံပင်၍သည်လောဟု ြောမိခဲ့ပါ၏ထို့ကြောင့်မင်းသူမသည်ယောဘအားဖျားထံမှလမ်းလွဲသွားစီသည်စာရင်းတစာပလအဖြစ်ဒစိကခံရပါသည်ယနေ့အိမ်တော်မိသားစုများ၌လည်းတင်းခတ်နိုင်ရန်ခက်ခဲသောချီနေများတွင် စိတ်လိုက်မှန်ပါ ပြောမိဆိုရာမိရာမျိုးရှိပါ၏ခင်မိုးနှင့်ဇနီးတို့သည်တဦးကိုတဦးထားမှချင်းပြူကြရသောကြောင့်တခါတရံနှုတ်အားဖြင့်မာယွနိုင်ပါသည်မိမိခင်မိုးဇနီးတို့အားလမ်းလွဲအောင်သွေးဆောင်သလိုဖြစ်သွားတတ်ပါသည်တတိပြူစရာဖြစ်ပါသည် ်သို့သောနှုတ်ဆုံးတော်လဲလက်ကတော့ရှင်နေခဲ့သောယောဘမယားကိုချီးမွမ်းစရာရှိပါသည်ခင်မုန်းတဲ့ဤဒုက္ခကာလ၌အတူရှိနေခဲ့ပါသည်ပြည့်ရင်မသွားပါတဖန်နှကုန်ချီနေသူပြန်ရောက်လာသောအခါ၌လည်းဤမယားသည်ယောဘနှင့်အတူဝင်မြခံစားခဲ့ရပါသည်ယောဘသည်သူ၏ဇနီးမှလွဲ၍အယင်ရှိခဲ့သောအရာအလုံးကိုဆိုးရှုံးခဲ့ပြီးမှတဖန်သားသမီးဆယ်ယောက်အပြင်အရင်ထက်နှစ်ဆသောအုံစာကိုဖျားခင်က ကောက်ချီပေးခဲ့ပါသည် အချို့အားဖြင့်ရောပိုင်းများသည့်ပြားဖို့အတိခင်မိုးနှင့်အနာမှရှိခဲ့သည်ကိုအောက်မေ့၍မဆုံးလင်းသောညာဖျားရှင်ဆုံးပတ်ပြီးသောမိအားကိုတံမိုးထားကြဖို့ပါနော်အားလုံးဖျားခင်ကောင်းချီးပေးပါစေ။